င်္ဂလာပါခင်ဗျရှမ်းကုန်းခေတ္တကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းပတ်စစ်ကောင်စီကမန္တလေးမြို့မှာရှိတဲ့ရက်ကွက်တွေမှာလူငယ်တွေအလုံးကိုစစ်မှုထက်အပတ်စဉ်7နှစ်အတွက်ဒီကနေ့မတ်လ24ရက်နေ့မှာမဲနိုင်ခိုက်မှာဖြစ်တယ်လို့ဆိုပါတယ်အချမ်းပတ်စစ်ကောင်စီလက်အောက်ခံဝင်ကြီးဌာနတွေအလုံးရဲ့နိုင်ငံခြားကုန်ပစ္စည်းဝယ်ယူခွင့်ကိုမင်းအွန်လိုင်းရဲ့တာအောင်ပြေဆောင်ရဲ့လူယုံမောင်မောင်နိုင်ရဲ့အကိုဖြစ်သူဒေါက်တာမောင်မောင်လက်ဆိုသူကရရှိထားသလို နာမည်ကန်အနေနဲ့စီးပွားရေးကွန်ရက်တွေကိုလျှို့ဝှက်ပြီးလုပ်နေကြပြန်တဲ့ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြပါစို့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြံဖက်စစ်ကောင်စီကမန္တလေးမြို့မှာရှိတဲ့ရက်ကွက်တွေမှာလူငယ်တွေအားလုံးကိုသူတို့ရဲ့စစ်မှုထက်အပတ်စဉ်၁၂အတွတ်ဒီကနေ့မတ်လ24ရက်နေ့မှာမဲနိုင်ခိုင်းမှာဖြစ်တယ်လို့မန္တလေးမြို့နေပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့ လာမယ့်ဧပြီလမှာဖွင့်လင်းမယ်အချက်ဖက်စစ်ကောင်စီရဲ့စစ်မှုထမ်းအပတ်စဉ်၁၂နှစ်အတွက်စစ်မှုထမ်းဖို့အကြုံးဝင်တဲ့မန္တလေးမြို့ကလူငယ်တွေကိုမဲနိုင်ရွေးချယ်မှာဖြစ်တဲ့ဆိုပြီးစစ်ကောင်စီကစာတွေလိုက်ဝေတာအပြင်လော့စပီကာနဲ့ပါရက်ကွက်တိုင်းလိုက်អော်သွားတယ်ဆိုပါတယ်မန္တလေးတမြို့လုံးမှာရှိတဲ့စစ်မှုထမ်းဖို့အကြုံးဝင်တဲ့လူငယ်တွေကိုမဲနိုင်ရွေးချယ်မယ်လို့ပြောသွားပြီးအဲ့ဒီအတွက်သက်ဆိုင်ရာလူငယ်တွေတောင်မှမဟုတ်ကိုယ်စလဲတူကမဖြစ်မနေလာရောက်မဲနိုင်ရမှာဖြစ်တယ်လို့ အကယ်လို့လူငယ်တွေဘက်ကတဦးတယောက်မှမလာဘူးဆိုရင်တော့စစ်ကောင်စီရဲ့တပ်ဆိုင်ရာစစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့ဝင်ကမဲနိုင်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ဒါနဲ့ပတ်သက်ပြီးဒေသခံပြည်သူတို့ပြောတာကစစ်ကောင်စီဟာအခုချိန်မှာလူငယ်တွေကိုဒေလန်းနဲ့တွန်းပို့နေပြီဖြစ်တဲ့အတွက်မိဘတွေပါပြောင်းပြေးရမယ်အခြေအနေအထိဖြစ်လာနေပြီလို့လည်းပြောထားသလိုတစ်ဖက်မှာတော့ဒီကနေ့မတ်လ24ရက်နေ့မှာပဲမန္တလေးမြို့ကလူငယ်တွေအနေနဲ့တပ်ဆိုင်ရာမြို့နယ်ရပ်ကွက်တွေမှာစစ်မှုထမ်းဖို့မဲနိုင်ရမှာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ။ က်ဖက်မှာတော့မန္တလေးတိုင်းငဇုံမြို့နယ်ကမန္တလေးမြင်းကျန်လမ်းပိုင်းမှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပြီးအတင်းအဓမ္မစက်ကြီးကောက်နေတယ်။အချက်ဖက်စကောင်စီတပ်သားတွေကိုတော်လင်ကြီးပူပေါင်းတပ်တွေကဝင်ရောက်တက်ခတ်ချိန်မမှုအတွေ့စစ်ကောင်စီတပ်သား၄ဦးကတော့အသီးသီးတိတ်ကုန်ကြပြီးတဲ့နောက်သူတို့ရဲ့စစ်သားမတားလောင်းတွေကိုစက်မှုစုံနဲ့အသေးအံတဲသွားကြတယ်လို့နဂနီပြောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တိကိုပြောပါတယ်။ဖြစ်စဉ်ကတော့မတ်လ21ရက်နေ့ကပဲငဇုံမြို့နယ်မြို့သားစက်မှုစုံအနီးတဆွဲထားတဲ့အချက်ဖက်စစ်ကောင်စီတပ်သားတွေဟာ မန္တလေးမြင်းကြံလက်မိုက်မှာပွာလာနေတဲ့လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့အတင်းအဓမ္မစัจကြီးကောက်ခန်းဓာတ်တွေလုံနေတဲ့အချိန်တော်လိုင်းပူပေါင်းတပ်တွေကဝင်းရောက်တက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခိုက်မှုအတွေ့စัจကြီးကောက်နေတဲ့စစ်ကောင်စီတပ်သား15ဦးတဲကစစ်သား4ဦးကတော့နေရာမှာပဲပြစ်လဲပြီးအသီးသီးထိန်ကုန်ကြတဲ့အပြင်နောက်ထပ်စစ်သား2ဦးကမြေကြီးမှာလူးလိမ့်ပြီးပြင်းထန်တန်ရာရသွားပြီးတဲ့နောက်ကျန်တဲ့စစ်သားတွေကသူတို့ရဲ့စစ်သားမပါအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူကိုသူတို့တဆွဲနေတဲ့စက်မှုစုံတဲ့အသဲအတန်တဲသွားကြတယ်လို့ င်ငကနီပြောကြားတက်ဖွဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာတဖက်မှာလေအန်ကန်တော့ AA နဲ့ PDF ပူပေါင်းတက်တွေရဲ့ထိုးစစ်ဟာဘကိုးတိုင်းအတွင်းအထိပါထိုးဖောက်ဝင်ရောက်နေတဲ့အချိန်တဖက်ကဘကိုးတိုင်းတောင်ကူမြို့မှာလေတန်တောင်တောင်ကူလမ်းပိုင်းမှာအချက်ဖက်စကောင်စီလောက်ခန့်ရဲတရင်စက်တစ်ကနေဆိုင်ကယ်နဲ့ထွက်လာတဲ့ရဲတွေပါပြစ်ခတ်ခံရပြီးရဲတအူကတော့ပွဲချင်းပြီးကိုတိတ်သွားပြန်တယ်လို့အဲ့ဒီရဲရဲ့မသားလောင်းကိုလေသူတို့စစ်တပ်ကပဲလာကောက်သွားကြတယ်လို့ဒေသခံပြည်သူတွေကရုံကုန်ခစ်တဲ့ကိုပြောပါတယ် ဖြစ်စဉ်ကတော့မတ်လ21ရက်နေ့မနက်ပိုင်းကပဲပဲခူးတိုင်းတောင်ကူးမြို့နယ်ကတန်တောင်တောင်ကူးလမ်းပိုင်းမှာအချက်ဖက်စကောင်စီလက်အောက်ခံရဲတရင်71ကနေစိုင်းကင်နဲ့ထွက်လာတဲ့ရဲတွေကိုအမီမသိတနတ်သမားတွေကလမ်းကနေကြားပြက်ပစ်ခတ်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့ရဲတအူးကတော့နေရမတင်ပွဲချင်းမိကိုတိတ်သွားပြီးတဲ့နောက်ပစ်ခတ်မှုဖြစ်တဲ့နေရကိုစစ်သားနဲ့ရဲတွေထက်ရောက်လာပြီးသေးသွားတယ်သူတို့ရဲ့ရဲတသားမသားအလောင်းကိုလာကောက်သွားကြတယ်လို့ဒေတာကန်ပြည်သူတွေကပြောထားကြပါတယ်တဖက်မှာတော့ အရကတတော်အင်းနဲ့ပြည်တဲ့ပူပေါင်းတက်တွေရဲ့ထိုးစစ်ဟာဘကိုးတိုင်းအတွင်းအထိပါထိုးပေါက်ဝင်ရောက်နေတဲ့အချိန်စစ်ကောင်စီဟာဘကိုးတိုင်းတဲ့ကမြို့နယ်တွေမှာလုံခြုံရေးတွေတိုးမြင့်ပြီးခန့်စစ်တွေပြင်းနေရင်းနေပဲအခုလိုတောင်ကူမြို့နယ်မှာပါသူတို့ဘက်ကရဲတွေတရင်တဲ့ကထွက်လာတဲ့အချိန်ပြစ်ခတ်ခံရပြီးသေကုန်ကြတာဖြစ်တယ်လို့လဲဒေသခံပြည်သူတွေကပြောထားကြပါသေးတယ်ခင်ဗျာတဖက်မှာတော့ချင်းပြည်နယ်တီးတိမ်မြို့မှာအချက်ဖက်စစ်ကောင်စီရဲ့ခက်လာရ269တရင်ကဒုတက်ချက်မောင်မင်းစိုးဆိုတဲ့သူဟာ လက်နက်ခဲယမ်းတွေနဲ့အတူတော်လန်ရေးတပ်တွေစီမှအလင်းဝင်ရောက်လာတယ်လို့ PDS ဇိုလန်ကပြောပါတယ်။ဒါကတော့မတ်လ16ရက်နေ့ကပဲချင်းပြည်နယ်တိတိမြို့မှာအချမ်းဖတ်စကောင်စီရဲ့ခလာ169တက်ရင်ကဒုတက်ကျမောင်မင်းဆိုးဆိုတဲ့သူဟာ PDS ဇိုလန်တပ်ဖွဲ့စီမှအလင်းဝင်ရောက်ဖို့အတွက်ဆက်သွယ်လာပြီးတဲ့နောက်မှာပဲသူကိုင်ဆောင်တဲ့လက်နက်နဲ့အတူတော်လန်ရေးတပ်တွေစီကိုထွက်ပြေးလာပြီးတော့အလင်းဝင်ရောက်လာတယ်လို့ဆိုပါတယ်။အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စကောင်စီဘက်ကဒုတက်ကျမောင်မင်းဆိုးဆိုတဲ့သူကို ော်လိုင်းတက်တွေကလည်းကောင်းကောင်းမွန်မွန်လက်ခံကြိုဆိုခဲ့ပြီးလက်နက်ပါပါလာတဲ့အတွက်စုငွေလည်းချင်းမြင်ပေးခဲ့တယ်လို့ PDF ဆိုလန်ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့မကွေးတိုင်းစလင်းမြို့နယ်ကျမင်းမြောက်ချေရွာနေပြည်သူ၄ဦးကိုအကြမ်းဖက်စကောက်စီတပ်ကလက်ပြန်ကျိုးတုပ်တပ်ဖြတ်ခဲ့ပြီးအိမ်သာချင်းတဲမှာရုပ်လောင်းတွေကိုစွန့်ပစ်ခဲ့တယ်လို့စလင်းမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ အခုမတ်လအလင်မာပဲအကြံဖက်စကောင်းစီတဟာစလင်းမြုံနဲ့အတွင်းစစ်ကြောင်းထိုးဝင်ရောက်လာပြီးဂျပင်းမြောက်ဂျေရွာကိုဝင်ရောက်စီးနင်းခဲ့တယ်ဆိုပါလေအဲ့ဒီလိုအကြံဖက်စကောင်းစီတက်ကဂျေရွာထဲဝင်ရောက်စီးနင်းတဲ့အချိန်ထွက်ပြေးလို့မလွတ်တဲ့ဂျေရွာနေရက်သားပြည်သူခုနှစ်ဦးကိုစစ်ကောင်းစီတပ်သားတွေဟာဂျေရွာစာတင်ကြောင်းထဲမှာဖမ်းဆီးထားပြီးတော့ဤမျိုးစုံနဲ့ညှဉ်းပန်းနှိပ်စက်ခဲ့ပြီးတဲ့နောက်အသက်40ကနေအသက်60အရွယ်အတွင်းရှိတဲ့ပြည်သူ၄ဦးကိုလက်ပြန်ကြိုးတုပ်တပ်ဖြတ်ပြီးအိမ်သာကျင်းထဲမှာရုပ်လောင်းတွေကိုစွန့်ပစ်ခဲ့တယ်လို့ စနေမျိုးနဲ့ပြည်သူအုပ်ချုပ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။အဲဒီလိုရသားပြည်သူတွေကိုတတ်ဖြတ်ခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကတော့ဒေါ်လာရေးပူပေါင်းတပ်တွေရဲ့တိုက်ခိုက်ချင်းမုံမှုတွေကြောင့်ပဲမတ်လ18ရက်နေ့မှာစနေမျိုးနဲ့ကနေပြန်ဆုတ်ပြေးသွားကြပြီလို့သိရပါတယ်ခင်ဗျာ။တဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံဝင်ကြီးဌာနတွေအားလုံးရဲ့နိုင်ငံခြားကုန်ပစ္စည်းဝယ်ယူခွင့်ကို မင်းအွန်လိုင်းသားအောင်ပြည့်စုံရဲ့လူယုံမမောင်နိုင်ရဲ့အကိုဖြစ်သူဒေါက်တာမောင်မောင်လက်ဆိုသူကရရှိထားပြန်တယ်လို့နာမည်ကန်အနေနဲ့စီးပွားရေးကွန်ရက်တွေကိုလွှတ်ဝတ်ပြီးလုပ်နေကြပြန်တာဖြစ်တယ်လို့ရန်ကုန်စီးပွားရေးအတိုင်းဝိုင်းကရန်ကုန်ခေတ်တကိုပြောပါတယ်လက်ရှိမှာတော့အချက်ဖက်မင်းအွန်လိုင်းသားအောင်ပြေဆုံကမြန်မာနိုင်ငံမှာရှိတဲ့စီးပွားရေးလုပ်ငန်းအများအများကိုအကုန်လုံးလဝကြီးအုပ်သိမ်းယူပြီးလှုပ်ဆောင်နေရမှာအဲ့ဒီမင်းအွန်လိုင်းသားအောင်ပြေဆုံရဲ့စီးပွားရေးလူယုံမမောင်နိုင်ကိုသူတို့ရဲ့မိသားစုကုမ္ပဏီစီးပွားရေးလုပ်ငန်းတွေအားလုံးမှာကိုစားဥဆောင်လုပ်ကင်ခွင့်ပေးထားတယ်ဆိုပါတယ် အဲ့ဒီမမောင်နိုင်ဆိုသူကတဆင်သူ့ရဲ့အကိုဖြစ်သူမမောင်လက်ဆိုတဲ့သူကိုစီးပွားရေးကွန်ရက်တွေမှာနာမည်ခံခိုင်းပြီးလှုပ်ဝက်ပြီးတော့ကိုလုံနေကြတာဖြစ်တယ်လို့လက်ရှိစစ်ကောင်စီရဲ့ဝန်ကြီးဌာနဆိုင်ရာလုတ်ပိုင်ခွင့်တွေနဲ့နိုင်ငံကုန်ပစ္စည်းဝယ်ယူခွင့်တွေကိုလည်းအဲ့ဒီမမောင်လက်ဆိုသူကပဲနာမည်ခံထားတယ်လို့အနောက်ကနေမြောင်းလိုင်းရဲ့တာအောင်ပြေစုံရဲ့စီးပွားရေးလူယုံမမောင်နိုင်ဆိုတဲ့သူကစီမံခန့်ခွဲနေတာဖြစ်တယ်လို့ရန်ကုန်စီးပွားရေးအတိုင်းဝိုင်းကအတိအပြုပြောထားပါတယ် လက်ရှိမေအွန်လိုင်းရဲ့မြေမာရီကျောင်းတက်နေတဲ့ EMBS International School ကိုလည်းအဲ့ဒီဒေါက်တာမောင်မောင်လက်နဲ့ဇနီးဖြစ်သူဒေါက်တာချောစုလိုင်ဆိုတဲ့သူတို့ကပဲလောက်ကိုင်းနေတာဖြစ်တယ်လို့အဲ့ဒီအောင်ပြေဆောင်ရဲ့စီးပွားရေးလူယုံမောင်မောင်နိုင်မှာညီအကိုမောင်မောင်၄ဦးရှိပြီးသူတို့တွေဟာမောင်မောင်ဦးနဲ့ထွေးထွေးခင်ခင်မော်နဲ့ဒေးလွင်မောင်မောင်လက်နဲ့ချောစုလိုင်မောင်မောင်အောင်နဲ့ရှောင်းရမ်းဆိုသူတို့ဖြစ်ပြီးသူတို့တွေရဲ့အခြေပြုမူလစီးပွားရေးမှာ Lucky Man Company ဖြစ်တဲ့အပြင် အဓိကကတော့အချက်ဖတ်မင်းအောင်နိုင်ရဲ့တာအောင်ပြည့်စုံရဲ့စီးပွားရေးကွန်ရက်တွေပဲဖြစ်တယ်လို့သိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နားငယ်ပါ